ဆာအူလေးရဲ့နာမည်ကကီကီရဲ့ကြီးကျယ်ခမ်းနားတဲ့စွန်စားကန်နဲ့ကီကီဟာဆက်လျှောက်ရှားနေတယ်ပထမဆုံးအချိန်ရေခူးတာပါ ဆိုပြီးသူမရဲ့မိသားစုကလည်းစိတ်လှုပ်ရှားပြီးပြောတယ်။လူကီကီလေးရဲ့နှာခေါင်းနဲ့ရင်နဲ့ချိန်သွားပြီ။မြင့်ရီကကီကီလေးရဲ့ပတ်ပတ်လေးမှာစီးနေတယ်။သူမကခြေထောက်လေးတွေဖြတ်သမီးလေးကိုလှုပ်လိုက်ပါလေ။ဖေးဒီမှာကြည့်သမီးလေးကုန်းနေပြီ။ကြည့်ပါဦး။ ။ပပီကီကီလေးကရှေ့ကိုကြည့်နောက်ကိုကြည့်လိုက်တယ်။ကီကီလေးညာဘက်ကိုကြည့်ပြီးတော့ဘယ်ဘက်ကိုကြည့်လိုက်တယ်။ပပီကီကီလေးတကောင်နေပဲရှိတော့တယ်။သူမရဲ့မိသားစုကသူမမပါဘဲရေကူးသွားလိုက်ကြပြီ။ ဖြန်ကြီးတကောင်ရေပေါ်ဘောလုံးမျောလာပါတယ်။ဦးဖြန်တမီးရဲ့မိသားစုကိုတွေ့မိလားယင်လို့ခီခီလေးမေးလိုက်တယ်။မတွေ့မိဘူး။ဒါပေမဲ့ဂျယ်ရီအများကြီးတော့တွေ့မိတယ်လို့ဦးဖြန်ကပြန်ဖြေပြီးဂျယ်ရီကိုကြည့်မလားလို့ပြောတယ်။ကျေးဇူးတင်ပါတယ်။နောက်တစ်ခေါက်မှပဲနော်လို့ခီခီလေးကပြန်ပြောလိုက်တယ်။ ချိန်မှာပဲရှူခရက်ဘာမှမသိသေးဘူးဖြစ်မယ်ကီကီလေးဒီမောပျော်ရှင်စွာနဲ့အသက်လာရာကိုရေကူးသွားလိုက်ပါတယ် တရကြီးဆိုသလိုလင်းပိုင်လေးတကောင်ကီကီလေးရှိရနေထုံကျော်သွားပါတယ်တော်တော်လင်းပိုင်သမီးရဲ့မိသားစုဘယ်မှာရှိနေလဲဆိုတာသိလားဟင်လို့ကီကီလေးမေးလိုက်တယ်မသိဘူးကွယ်ဒါပေမဲ့အရသာရှိဆုံးကားတွေဘယ်မှာရှိလဲဆိုတာတော့သိတယ်လို့လင်းပိုင်ကဖြေပြီးတကောင်လောက်စားကြည့်မလားလို့ပြောတယ်ကျေးဇူးတင်ပါတယ် နောက်တစ်ခေါက်မှပဲနော်လို့တီတီလေးပြန်ပြောလိုက်ပါတယ်ဒီချိန်မှာပဲရှူဂရက်သူမရဲ့မိသားစုလေးဖြစ်နေတီတီလေးဒီမောပျော်ရွှင်စွာနဲ့အတန်လာလာကိုဒီတူးတွားလိုက်ပါတယ် ခရုလေးတကောင်မြကန်းသေးကကြောက်တုံးလေးတုံးပေါ်မှာထိုင်နေတယ်။မမခရုအမေရဲ့မိသားစုကိုကိုရှာပေးနိုင်မလားလို့တိတိလေးကမေးလိုက်ပါတယ်။သမီးလိုချင်ရင်တော့ထိုင်လို့ကောင်းနေကြောက်တုံးပြပြလေးတော့ရှာပေးနိုင်တယ်လို့ခရုလေးကပြန်ဖြေပါတယ်။ကျေးဇူးတင်ပါတယ်။နောက်တစ်ခါမှပဲနော်လို့တိတိလေးပြန်ပြောလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲဖရက်ဖရက်သူမရဲ့မိသားစုဝင်ဖြစ်မယ်ကီကီလေးရီမောပျော်ရွှင်စွာနဲ့အတန်လာရာကို ရေကူးသွားလိုက်ပါတယ်ကီလေးကမိချောင်းအိုကြီးတကောင်တွေ့လိုက်တယ်မိချောင်းလေးတွေက သူ့ရဲ့ဘေးပတ်လည်းမှာရေကူးနေကြတယ်။ဘဘမိကြောင်းသမီးရဲ့မိသားစုကိုတွေ့မိလားလို့ကီကီလေးမေးလိုက်ပါတယ်။သမီးရဲ့နာမည်ကကီကီလေးလားလို့မိကြောင်းအိုကြီးကမေးပါတယ်။ဟုတ်ပါတယ်။သမီးကကီကီပါလို့သူမဟာဖြေပါတယ်။ဒါဆို ဲ့မိသားစုကိုတွေ့လိုက်တယ်။သမီးကိုသူတို့နေရတကလိုက်ရှာနေကြတာသမီးလေးရဲ့။နားထောင်ကြည့်။ဟိုမောင်မြေအောင်နားလေးပေါင်။သူရဲ့အတန်တွေကြားရလား။ကီကီလေးအာယုံစိုက်ပြီးနားထောင်လိုက်တယ်။အချားမိချောင်းလေးတွေကလည်းလိုက်နားထောင်နေကြတယ်။အဲ့ဒီအချိန်မှာပဲမြစ်ထိန်နာကနေပြီး grad များစုပဲဖြစ်ပါတယ်တကယ်တော့သူတို့ကမလန်းမကန်းမအောင်ရှိနေခဲ့ကြတာပါကီကီလေးကြီးမောပျော်ရွှင်စွာနဲ့အတန်လာရာကိုရည်ကူးသွားလိုက်ပါတယ်မကြခင်မှာပဲကီကီလေးတင်းတောင်ကမ်းမကိုရောက်သွားပါတယ် သူမအစွမ်းကုန်ရေကူးလာတာကြောင့်မိုးပန်းနေပြီမို့တွားသွားပြီးတက်လိုက်ပါတယ်ကီကီလီလာဆိုပြီးအတန်လေးတတန်ကပြောတယ်ဖေဖေလာအရှိန်မဲမဲအကြီးကြီးသူမနားကိုကြောက်လာပါတယ်ဖေ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 ကကုန်းလိုက်ပြီးကီကီလီကိုအตาရချစ်စနိုးလေးတုပ်လိုက်ပါတယ် အိမ်ကနေကြိုးဆိုပါတယ်လို့ဖီဖီကပြောတယ်။သမီးဘယ်သွားနေတာတော့။သမီးကကြီးစေခန်းနာပြီးစွန့်သားတဲ့ခီးတစ်ခုကိုသွားနေရပါလို့ကီကီလေးကခက်ခက်နဲ့ပြောပါတယ်။ပြီးတော့မနေ့ဖြန်လေးဖက်သွားခြင်းမသေးတယ်။ ရည်သွန်းသွင်းတဲ့မိသားစုကြီးနဲ့အတူ ARR မြစ်ကြီးမှာနေထိုင်ပါတယ်။ဒီကိလေးဟာနေတိုင်းရေကူးပြီးပိုးမွှားတွေငါးလေးတွေကိုနေလေစာဖြင့်ဖမ်းဆပါတယ်။နေတိုင်းရေကူးရဲ့အခါမှာကိကိလေးဟာသတ္တဝါမျိုးစုံကိုတွေ့ရလေရှိပါတယ်။လင်းမိုင်တွေ၊ချံတွေ၊ခရုတွေ၊ရေပြောင်းခက်တွေ၊ပင်နဲ့ငါးဖက်နဲ့တကားသေးတွေ၊ကျွဲတွေ၊မွေးတွေ 比如，明天是哪里的？